ဟိဝရနဲ့လက်ထပ်လိုက်ရတဲ့တမိဖြစ်သူအတွက်မျက်ရည်မစင်နိုင်ဖြစ်ခင်ရတဲ့အဆိုပြေသင်ရဲ့အမိပရိသတ်များအားလုံးမင်္ဂလာပါရှင့်အီဂရစ်ဒိုင်ယရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အော်တိုဘာလ17ရက်နေ့ကတော့မြမအနုပညာသမိုင်းမှာစာတင်ရလောက်အောင်ခန်းထားထည့်ပါခဲ့တယ်နိုင်ငံကျော်တရုတ်ဆောင်မင်းသားဟိဝရနဲ့မင်းသမီးကျော်လေးဆိုပြေသင်တို့ရဲ့ဆေးဆက်မင်္ဂလာပွဲကိုရန်ကုန်မြို့ရဲ့လော့ဒ်ဟိုတယ်မှာအခမ်းအနားဆုံးနဲ့ကျင်းပပြုလုပ်ခဲ့ကြပါတယ်ပွဲရဲ့ကြီးကြပ်ခန်းနာပုံတွေသတို့သမီးရဲ့အလှပတွေကြောင့်မှပရိသတ်တွေရဲ့ရင်ကိုအထူးရှာဆောင် ဖြစ်သွားစေခဲ့တဲ့မြင်ကွင်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့သမီးလေးရဲ့စိတ်ဆက်ပွဲမှာမျက်ရည်မစဲနိုင်အောင်ဖြစ်ခဲ့ရတဲ့စိုးပြေတဲ့ဇင်ရဲ့မိခင်ကြီးရဲ့ပုံရိပ်ပါပဲ။ဒီလိုမျိုးသမီးရတနာရဲ့ပွဲမှာမိခင်တယောက်ကမျက်ရည်ကျတယ်ဆိုတော့ပရိသတ်တွေကအင်အောသွားနေပါတယ်။ဒါပေမဲ့ဒါဟာဝမ်းနေလို့ကျတဲ့မျက်ရည်မကောင်းတဲ့ဘက်ကကျတဲ့မျက်ရည်မျိုးလုံးဝမဟုတ်ပါဘူး။ဒါဟာမိခင်တယောက်ရဲ့ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့အပျော်ဆုံး၊ဂုံယူရအောင်ဆုံးခံစားချက်တွေကြောင့်စီးကျလာတဲ့ပီတိမျက်ရည်စစ်စစ်တွေပဲဖြစ်ပါရဲ့ရှင်။ ဘာကြောင့်ဒလောင်တီဝမ်းသာဂုံယူရတယ်လဲဆိုတဲ့အကြောင်းရင်းလေးကိုကျမကအရှင်းပြချင်တာပါဆိုပြတဲ့စဉ်ဟာသူတို့မိသားစုရဲ့တူတွေတော်သမီးယတနာလေးဖြစ်ပြီးငယ်စဉ်ကလေးကသမီးအလိမ္မာလေးအဖြစ်နဲ့ဘိုင်းကောင်းကြောက်ဖီးဆိုသလိုအနေထိုင်သွားလာအင်မတန်ကိုတူတိတ်ခဲတဲ့သူပါမိဘစကားကိုတခုမှကြံနာထောင်ပြီးတော့အနုပညာလောကတွေမှာလည်းထိတ်တန်းမင်းသမီးတယောက်ဖြစ်တဲ့အထိတောင်းမြင်အောင်ကြိုးစားပြီးတော့မိဘကိုလှုပ်ကြွေးပြုစုခဲ့တဲ့တမိကောင်းရတနာတယောက်ပါ ငယ်စဉ်ကလေးကအခုချိန်ထိချစ်သူရင်းစားဆိုတာကိုတောင်မထားဘဲနဲ့ဘဝကိုတည်တည်ငြိမ်ငြိမ်နဲ့ဖြတ်သန်းခဲ့တာပါ။အဲဒီလိုမျိုးအဆန်းဆန်းရရမှာသမီးကောင်းပီတာလုံးနဲ့ရွှေလိုတန်မိုးထားရတဲ့သမီးလေးကိုအခုလိုမျိုးဟင်းဝင်းရဲ့လိုမျိုးအမျိုးကောင်းသားတယောက်ကအမျက်တနှိုးနဲ့ချစ်ခင်တန်မိုးထားပြီးလက်ထပ်ခွင့်ရလို့မိခင်တယောက်အနေနဲ့ဝမ်းသာလုံးလုံးမျက်ဤတွေနဲ့ဂုဏ်ယူခဲ့ရတာပါ။မိဘရိုင်းရဲ့အိမ်မက်ကကိုသမီးလေးကိုတကယ်ချစ်ပြီးတကယ်တန်ဖိုးထားမဲ့ယောက်ျားကောင်တယောက်နဲ့အနှံဖို့ပဲမဟုတ်လားရှင် ဟိဝင်ရန်ကစိုးပြစ်တဲ့စဉ်နဲ့ချစ်သူတက်တန်း6နှစ်တာကာလတစ်လျှောက်လုံးမှာသူရဲ့ချစ်သူလေးကိုမျက်နှာတစ်ချက်မညိုးအောင်အမြဲတမ်းကယူဆိုင်မျက်နှာတံပိုးထားခဲ့တဲ့သူပါအခုလက်ထက်ခွင့်တောင်းတော့လေသိန်းပေါင်းများစွာတန်ဖိုးရှိတယ်။တင်တောင်းပစ္စည်းတွေနဲ့ဂုံယူစွာတောင်းရမ်းခဲ့ပြီးတော့ဒီစိစက်ပွဲကိုလည်းအလုံးမြင်တဲ့အတိုင်းပဲကြီးကျယ်ခမ်းနားစွာနဲ့ကျင်းပပေးခဲ့ရပါဘူး။ ဒါအပြင်သူတို့နှစ်ယောက်ဟာမင်္ဂလာပွဲကြီး၆ပွဲတိတိခမ်းနားစွာလက်ထပ်သွားကြမှာဖြစ်တယ်လို့လည်းသိရပါဗျ။ဟင်းဝင်ရံတို့မိသားစုဟာမြန်မာနိုင်ငံရဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးကြီးတဲ့ကျွဲဝါချမ်းသာတဲ့မိသားစုဖြစ်တာနဲ့အညီသူတို့ရဲ့ချွေးမလောင်လေးကိုဘာတစ်ခုမှမလျော့စေပင်တန်မိုးထမှုကိုအလုံးနဲ့သက်သေပြနေရပါဒီလိုမျိုးသမီးလေးအပေါ်မှာအဆက်ဆက်ရရအကောင်ဆုံးနေနဲ့ဖန်တီးပေးပြီးတော့အမြတ်တနိုးတန်မိုးထကချစ်ပေးတယ်။တမက်ကောင်းတစ်ယောက်ကိုရလို့ဆိုပြတဲ့စဉ်ရဲ့မိခင်ကြီးကတော့သမီးလေးအတွက်အဝမ်းသာလွန်လို့မျက်ရည်တွေထိမ့်မနိုင်တဲ့ မယဖြစ်ခဲ့ရတာပါဒီဝိမှာတော့ဆိုပြတဲ့စင်ရဲ့အမဝန်ခွဲဖြစ်သူမင်းသမီးကြီးစိုးမြတ်သူစာကတောင်ဟေးဝရံတို့မိသားစုကသူတို့ညမလေးကိုဒီလောက်တန်ဖိုးထားပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းကိုမိသားစုကိုစာထုတ်ပေါ်ပြောကြားသွားခဲ့ပါသေးတယ်။ဒါဟာမိသားစုတစ်ခုလုံးကဒီအိမ်ထောင်ကြီးအပေါ်မှာဘလောက်ကြည်ပြူပျော်ရွှင်နေဆိုတာကိုပြသနေပါတယ်။ ကဲပရိသတ်ကြီးတို့ရောကိုတန်ဘိုးထားရတဲ့ကိုရဲ့သမီးလေးကိုတကယ်ချစ်ပြီးတော့တကယ်တန်ဘိုးထားရဲ့ယောက်ျားကောင်တယောက်နဲ့လက်ထခွင့်ရခဲ့လို့ပျော်လွန်းလို့ကြတဲ့မိခင်တယောက်ရဲ့ပီတိမျက်ရည်တွေကိုမြင်ရတာရင်ထဲမှာကြည်နူးစရာမကောင်းဘူးလားရှင်ဒီလိုမိသားစုရဲ့ချစ်ခြင်းမြတ်ကြတဲ့ပုံမှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်